မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းရုရှားကိုဖားရပြန်ပြီးစေအုပ်စု၏အာကိုအားထားရဖြစ်တော်မူနေသောကောင်းဆောင်ကြီးမင်းအွန်လိုင်းသည်ပူတင်နှင့်တွေ့ဆုံခွင့်ရသွားပြန်ပြီးမင်းအွန်လိုင်းသည်စိတ်ထဲတွင်အာကိုအားထားစရာဆွေမျိုးရင်းချကြီးဟုယုံကြည်လာဟန်ရှိသည်ထို့အတွက်လည်းတောကလူများမျိုးရှိဆွေမျိုးများထံအလေလာသည့်အခါငပြောငချောက်စသည့်ဒေသအတွက်တီးနှံများယူလာလိရှိသလိုပင် သူကလည်းငတ်တလောက်ပေါင်းနှင်းလက်ဖက်တုံများကြိုင်ကြီးကြိုင်ငယ်ဖြင့်တဲသွားသည်တခါမှမကြောက်ဘူးသည့်အဖြစ်မျိုးကြားခဲ့ကြရ၍လူတိုင်းရဲရမလို့ငိုရမလို့ပင်ဖြစ်နေသည်အကဲ၍များပူတင်သည်ငှပြောသည့်ကြိုက်သည်ဆိုကငှပြောကင်ကိုသူကိုယ်တိုင်ထမ်းဖို့သွားမိသူသားဖြစ်သည်ညီရသူအပေါင်းကလည်းတအံ့တအော်ဖြစ်ကြမည်မထင်အသက်နှင့်အာနာအိုးစားမကွဲအောင် လုံနေရသည်ဖြစ်၍တဘာဝကြသည်ဟုယူဆကြမိသားဖြစ်သည် ၎င်းယူလာသောဟင်းလျာများကိုအကြိုက်တွေ့သွားပါကစီးပွားရေးအရာလေးနိုင်ငံခြားငွေရနိုင်သည့်အပြင်ရုရှားမြန်မာချစ်ကြည်ရေးခိုင်မြဲစေရန်အတွက်မြန်မာထမင်းဆိုင်များမော်စကိုနေရာအနှံ့ပြားတွင်ဖွင့်လှစ်နိုင်အောင်မည်ဖြစ်သည် ထို့သောဖြစ်လာကအမျိုးအမြင်ကြီးလာသောခေါင်းဆောင်ကြီးအဖြစ်ပို၍ပင်လေးစားလာကြပေအောင်မည်မင်းအောင်လိုက်မှာဗလာဒီပို့စတော်တွင် နောက်ထပ်ကောင်စစ်ဝင်ယုံဖွင့်ရန်ပင်ပူတင်အားအဆိုပြုခဲ့သည်ဟုသိရသည်ပူတင်နှင့်ကာကွယ်ရေးအပြင် နျူကလ িয়ার စွမ်းအင်လျှက်စစ်တပ်အားကျန်းမာရေးပညာရေးစီးပွားရေးစေဝါထုတ်လုပ်ရေးတို့ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးခဲ့သည်ဟုသိရသည်နျူကလ িয়ার စွမ်းအင်နှင့်ပတ်သက်၍ SMR ခေါ် Small Modular Reactor ဓာတ်ပေါင်းဖို့အသေးစားလေးထုတ်လုပ်ဖို့2023ခုနှစ်ကလေးကလက်မှတ်ရေးထိုးခဲ့တော်လဲယခုထိနေရာတိတိကျကျမတက်မတ်ရသည်ရေနံစိမ်းနှင့်တန့်စင်ပြီးလောင်စာဆီများကိုရုရှားမှတင်သွင်းနေရတော်လဲရုရှား၏ရေနံကြက်စက်ယုံကြီးအကောင့်ထဲပေါ်လာဖို့အရေးကဗဆက်ပြောပင်ရှိသေးသည် အလာတူရေအားလေအားကြောင်မီသွေးသုံးတန်အားပိစက်ယုံများကလည်းလေတဲတွင်ပင်ရှိနေသေးသည်နှစ်နိုင်ငံကုန်သွယ်ရေးပမာဏသည်ဒေါ်လာတန်ရာခိုင်နှုန်းများသာရှိသေးသည်ရုရှားမှတန်မြေဩဇာများရေနံထွက်ကုန်များဆေးဝါးများတင်သွင်းနေရပြီးမြန်မာမှစံသစ်သီးရုံစုံအထည်လိမ့်နှင့်ခဏများတင်ပို့နေသည်ဤသည်ကိုကြည့်လျင်ရုရှားက၎င်းတို့အားလက်နက်များရောင်းချပေးနေသည်ကလွဲ၍ကျန်သည်များကဘာတစ်ခုမှဖြစ်မလာသေးပြီ TPU ခနပါအစီမျိုးနဲ့ကြံလာခဲ့ရသည့်ကြီးတာဖြစ်သည် မော်စကို၏ဘေဗလီဟေဟု တင်စားခံရသောယူဘလီယောဂဇိမ်ခံရက်ွက်ကြီးတွင်ဖုံရှိုးကွယ်ရှိုးဖြင့်နေနေရသည့်စီးရီးယားအာနာရှင်ဟောင်းဘာရှားအေအာဆက်တီ၎င်းနှင့်ပူတင်တို့တွေ့ဆုံကြသည့်တရင်ကိုရုံးမြင့်တန်ကြားတွင်ကြည့်ပြီးပြုံးနေမိသားဖြစ်သည်။သို့သောပြီးခဲ့သည့်ဇန်နဝါရီလအစောပိုင်းကရုရှားတို့မှလုံခြုံရေးကိုတင်းကျပ်စွာချထားသည့်ကြောင့်မှ၎င်းအားအစိတ်ခတ်တက်ရန်ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ပြီးအသက်မသေးဘဲလွတ်မြောက်ခဲ့ကြောင်းနိုင်ငံတကာသတင်းမီဒီယာများတွင်သတင်းပြန့်နှံ့သွားခဲ့သည်။ ။ဆီးရီးယားအစိုးရတစ်ကလည်းအာဆက်ကိုလွှဲပြောင်းပေးရန်ရုရှားအစိုးရအားတောင်းဆိုထားမှုများကိုအပြေပေးလိုက်ခြင်းလည်းဖြစ်နိုင်ပေသည်။ဤသို့ပင်ဆိုစီပူတင်က၎င်း၏ယူကရိန်းစစ်ပွဲတွင်မိတ်ဆွေရင်းချကြီးပမာအားကိုရသော ရှီကျင့်ပင်အပိုင်စားရထားသည့်မြန်မာနှင့်ပတ်သက်၍ညံ့နာအပြတ်မခံလို့ပြောသည်မနာထောင်ပေးပြီးမလွဲတာမရှောင်တာဖြစ်လာလျင်နားလည်မှုစာကြုံလွှာကလေးလက်မှတ်ထိုးပေးလိုက်သည့်အနေအထားနှင့်ချွေးသိပ်လွတ်ခဲ့သည့်ကြီးသာဖြစ်သည်။ ၎င်းလုံးမိရွေးကောက်ပွဲအားလည်းဖူတင်ကိုရှင်းပြခဲ့ပြီးလေးလာဆောင်ကြည့်သူများလှုပ်ပေးရန်လည်းပြောခဲ့သည်ဟုဆိုသည်တရုတ်သည်ရွေးကောက်ပွဲအားနိုင်ငံရေးအခြေအနေတစ်ခုထွက်ပေါ်လာရန်မျှော်လင့်တကြီးဖြင့်တွန်းအားပေးခဲ့တယ်လို့ထိုရွေးကောက်ပွဲသည်မေအောင်လိုင်းတဦးရဲ့အတွက်ဖြစ်လာနေသည်ကိုရိတ်စားမိလာကြပြီဖြစ်သည်မေအောင်လိုင်းသည် USDP ကိုခုတုံလုံး၍နိုင်ငံရေးကိုချုပ်ကန်နိုင်ရန်တပ်မအစီအမံအရာရှိကြီး20ကျော်အပါအဝင်ယာနင်းချီ၍ထည့်သွင်းလာသည် အလာတူတာဆညပါတီတို့လည်းဆီလွတ်ထားပြန်သည်ဟုလည်းသတင်းများကဆိုသည်မေအောင်လိုက်သည်ထီးဖြူဖနပ်ပါအစဉ်ဖြင့်ရုရှားသို့သွားကြည့်ပြန်ကြည့်ဖြင့်ညနေချိုသွေးနေရချိန်တွင်အင်ဖြူတော်မှနေ၍ဒေါ်နယ်ထရန့်သည်နိုင်ငံသားအကူအညီများကိုဒေါ်လာ1.8ဘီလီယံအထိပေးသွားရန်စီမံလာပြီဖြစ်သည်ထို့သောပေးရခြင်းမှာတရုတ်၏ဩစာလွှမ်းမိုးမှုကိုတံပြန်ရန် မတ်စ်ဝါရာနှင့်အမေရိကန်စန့်ကြီရေးအစိုးရများကိုရင်ဆိုင်ရန်အရေးပါသောတပ်ထုတွင်တွင်ပစ္စည်းများ၏ထောက်ပံ့ရေးကွင်းဆက်များကိုလမ်းကြောင်းလွှဲနိုင်ရန်အစရှိသည်တို့အတွက်သုံးဆွဲသွားမည်ဟုဖော်ထုတ်ပြောဆိုလာပြီးဖြစ်သည်။မေယောင်လိုင်းသည်အရေးမရအဖက်မရသူယူတယောက်ပါမှာနျူကလ িয়ার ဟုကြွေးကြော်လာနိုင်မှုကပင်အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေမှန်းတတိမူမိပုံမရပြီ။ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်။ဆလပီစကိုင်းမြို့အဝင်း စစ်တပ်ဂိတ်ကိုယူနီကွန်တပ်ဖွဲ့ကတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့အဝင်အကြံဖက်စစ်တပ်ဂိတ်ကိုတိုက်ခိုက်ရန်တွားရောက်စဉ်စစ်သားအလုံးထွက်ပြေးသွား၍တနက်တစ်ချက်မဖောက်ရဘဲတိမ့်ပိုက်နိုင်ခဲ့ကြောင်းယူနီကွန်ဖျောက်ကြားတပ်ဖွဲ့ UGF ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ26ရက်နေ့တွင်ဇဂိုင်းမြို့အပွင်ဝါချက်ကြီးရွာတောင်ဘက်ရှိအကြံဖက်စစ်တပ်စစ်စေးရိတ်ကိတ်ကိုယူနီကွန်တပ်ဖွဲ့ကဖိခတ်တိုက်ခိုက်ရန်တွားရောက်စဉ်ခေစကန်းရှိစစ်သားအလုံးကားဖြင့်ထွက်ပြေးတိမ်းရှောင်သွား၍တနက်တစ်ချက်မဖောက်ရဘဲသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ထို့သောအကြံဖက်စစ်တပ်စစ်စေးရိတ်ကိတ်ကိုသိမ်းပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ကယူနီကွန်ပျောက်ကြားတပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါသည်။ ရင်းစစ်စည်ရေးကိမှဆုတ်ခွာသွားသောအကြံဖက်စစ်သားများသည်သကိုင်းမြို့ပေါ်မှအင်အားဖြည့်တင်ပြီး၎င်းတို့ပြန်ဆုတ်ရလမ်းတစ်လျှောက်ရှိကြီးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်ဝါချက်ကြီးရွာမှကလေးငယ်တအူလက်နက်ထိမှန်ကပေ90ကြီးရွာမှပြည်သူတအူလည်းပေါင်တွင်ကြီးထိမှန်တရန်ရရှိခဲ့ကြောင်းသိရပါသည်အကြံဖက်စစ်တပ်သည်ပြည်သူများနေထိုင်သည့်ကျေးရွာများကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်နေခြင်းကြောင့်ပြည်သူများအနေဖြင့်စစ်တပ်စစ်ကြောင်းများရောက်ရှိလာပါက သတိဖြစ်နေထိုင်ကြရန် Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကအတိအသေးထုတ်ပြန်ထားပါတယ်ဆလပီဒေါအောင်ဆန်းစုကြည်နှင့်နိုင်ဂျင်းမြလွတ်မြောက်ရေးဆက်လက်ကြိုးပမ်းအားထုတ်ရန် NLD ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများချွေးချက်မရှိအမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိတ်ဖက်အင်အားစုများအနေဖြင့်ဆက်လက်ကြိုးပမ်းအားထုတ်ပေးရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုံးမှုဆောင်ကော်မတီကယနေ့စက်တင်ဘာ29ရက်မှထုတ်ပြန်ပါတယ်။ ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး NLD အနေဖြင့်လည်းအားလုံးနဲ့အတူထိရောက်သွေးစည်းစွာပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့်နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်မပါဝင်သောထွေဆောင်ဆွေးနွေးမှုများသည်ပြည်လည်မှုမရရှိကြောင်းလည်း NLD ကအသိပေးပါရယ်။လက်ရှိတွင်ဒေါအောင်ဆန်းစုကြည်နှင့်ပါတီဤဒုတိယဥက္ကဋ္ဌတစ်ဖြစ်သူသမရဦးဝင်းမြင့်တို့ကိုဤသည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည်ကိုမသိရှိရပေ။ကျမ်းမာရေးအခြေအနေစိုးရိမ်ရသောသတင်းများထွက်ပေါ်လာသောကြောင့် ပါတီအနေဖြင့်အထူးစိုးရိမ်ပူပန်မိကြောင်းလည်းပြောပါရယ်ထို့ပြင်စစ်ကော်မရှင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးလည်းထိုရွေးကောက်ပွဲသည်တရားဝင်မှုနှင့်တရားမျှတမှုရှိမည်မဟုတ်သည့်အတွက် NLD အနေဖြင့်လက်မခံအတိမတ်မပြုပူပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းထိုတို့ရောင်ရွေးကောက်ပွဲအကောင့်ထဲမပေါ်ရန်မိဖက်အင်အားစုများအလုံးနှင့်ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းပါရှိပါရယ် နိုင်ငံတကာအနေဖြင့်မြမအရေးပြဿနာကိုလက်တလောဖြည့်လည်စည်းရေးအတွက်သာမဟုတ်ဘဲပြဿနာအရင်းအမြစ်ကိုသိရှိရန်လိုအပ်ပြီးစစ်ကော်မရှင်ရွေးကောက်ပွဲအပအဝင်စစ်အာဏာရှင်စနစ်တပ်ဆိုးရှိရေးကိုအထောက်အကူဖြစ်စေမည့်ကိစ္စရများရှောင်ဖိတ်ပြီးပြည်သူလူထု၏ဆန္ဒအပေါ်အခြေခံပြီးစဉ်စားဆောင်ရွက်ကြမှသာရေရှည်ခိုင်မာသောတည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဟုလည်း NLD ကတိုက်တွန်းထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုတီထောင်ခဲ့ရမှာယနေ့ဆိုလျင်38နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်းသိရပါတယ်။ ် NLD သည်ပြည်သူထဲမှပေါက်ဖွားလာသည့်ပြည်သူပါတီဖြစ်ပြီးပြည်သူရှိနေသည်ဖြင့်ပါတီရှိနေမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်အသိပေးထားပါသည်။အာနာသိမ့်ပြီးနောက် NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကိုစစ်ကော်မရှင်ကဖမ်းဆီးထိန်သိမ်းထားပြီးဤသည့်နေရာတွင်ထိန်သိမ်းထားကြောင်းထုတ်ဖော်ပြောဆိုခြင်းမရှိပေ။လက်ရှိတွင်စစ်ကော်မရှင်ကဒေါအောင်ဆန်းစုကြည်ကိုအမှုပေါင်း၁၉မှုဖြင့်စွပ်စွဲပြီးထောင်တန်း၂၈နှစ်ဆက်လက်ချမှတ်ထားသည်။ဆလပီတဲကုံမြို့မှာရွာမီးရှို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ဆိုင်ကယ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတဲကုန်းမြို့နယ်ကရွာတရွာကိုမီးရှို့ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ရဲ့ဆိုင်ကယ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ခရိုင်တပ်ရင်3601မှာကြံကြားရေးတာဝန်ခံကပြောပါတယ်။စက်တင်ဘာ24ရက်မနက်9:00နာရီခွဲလောက်ကတင့်နီတော်အုပ်စုပန်းပင်ကုန်းကြီးရွာအောင်စီသာကွက်တစ်ကိုမီးရှို့ပြီးပြန်ထွက်လာတဲ့စစ်ကောင်စီတပ်မှဆိုင်ကယ်14စီးပါရင်တန်းကိုဖြူဟာ21ကိုကဲမှုအောက်ရှိ 3601တက်ရင်တက်ခွဲငါမှာရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အောင်စီတာကွက်တစ်ကိုမိဝင်ရှို့တဲ့နေရာမှာပဲအပြန်လမ်းမှာစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်ခရိုင်တက်ရင်3601ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကသတင်းဌာနကိုပြောပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်မှလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခုခံခဲ့ပြီး၎င်းတို့ဘက်မှ2ဦးသေဆုံးပြီး2ဦးထပ်မံထိခိုက်ဒဏ်ရာရသွားကာဆိုင်ကယ်အချို့လည်းထိခိုက်ပျက်စီးမှုရှိတယ်လို့ရဲဘော်ရှေတို့ကဆက်ပြောပါတယ်။ တိုက်ခိုက်ခံရရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတေဆုံအလောင်းများနဲ့ထိခိုက်ဒဏ်ရာရသူများကိုတဲကုန်းမျိုးဘက်မှနေပြီးကားဖြင့်လာရောက်တည်ဆောင်ပြီးရွှေတော်မျိုးနယ်ကရင်တရားစစ်ဆေးရုံသို့ပို့ဆောင်လိုက်တယ်လို့တရင်3601ကအသိပေးထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်စီရေးအရှိန်မြင့်လာပြီးဖြစ်သောကြောင့်ပြည်သူများအနေဖြင့်အကြံဖက်စစ်ကောင်စီအထိုင်စခန်းစစ်ဆေးရေးကိစ္စခန်းများကိုရှောင်ကွင်းသွားလာကြဖို့အသိပေးတိုက်တွန်းထားပါတယ်။